အယောင်အနေရောအညူရောရှိပါတယ်ကုမီယံကတတ္ထုပိတလုပ်ငန်းနဲ့ဒါလူကွန်ထုတ်လုပ်ငန်းတွေတော့မရှိမဖြစ်ရည်ကြည်တဲ့တက်ဆက်တခုဖြစ်ပါတယ်ကုမီယံကိုခိုမိုက်တတ္ထုကထုတ်ယူတာဖြစ်ပြီးတော့ခိုမိုက်ဟာကုမီယံနဲ့ကုမီယံတန်အောက်ဆီဂျင်နဲ့ပေါက်ဆက်ထားတဲ့တွန်းတက်အောက်ဆိုက်တခုဖြစ်ပါတယ်တန်လိုက်မှုဟာတန်ပန်ထက်တလေးဆိုင်ပူနေပါလေဓာတ်ဖွဲ့စည်းပုံမှာ FeCr2O4 ဖြစ်ပြီးတော့တထုရောင်နဲ့ ်တပ်ပတ်မှုရှိပါတယ်မိုးစကေးမှာဆင်းမှာ9ဒသမ5မှာ6ဒသမ5အထိရှိပါတယ်ဒီဒသမ5မှာလီဒသမ8အထိမြန်မာရဲ့ရေကြိမ်ဒေသစားရှိပါတယ်ခရိုမိုက်ကိုပယ်ယူတိုက်ဆာဗီတင်းတို့နဲ့တွဲပြီးအထရမိတ်ဖိကြောင့်ငန်းနဲ့တွေ့ရပါတယ်ခရိုမိုက်မှာခရိုမီယံဒီကထလုပ်ပြီးတော့စတိန်းလက်စတီတတ်ထူးဆက်တွေမှာလိုင်းတွေမှာတုံးပြီးပါတယ်အပူကံပစ္စည်းများမှာအယောင်စူးစီးနဲ့တွဲပြီးတော့တွဲပါတယ်ခရိုမီယံပလိတ်ဒီအားဖြင့်မျက်နှာပြင်ပေါ်မှာတောက်ပအောင်ပြုလုပ်နေမှာ ရူမီယန်10.5ခန့်တော့ထည့်သိမ်းပြီးတော့တမ်နီပြုလုပ်နေတာဖြစ်ပါတယ်။တောင်အာဖရိကတိုက်မှာကြီးဆုံးထုတ်လုပ်ပြီးတော့ဇင်ဘာဘွေ၊ကာကစ္စတန်၊အိန္ဒိယ၊ဖိလစ်ပိုင်ဒီမနက်ကမှတော့စကိုင်းတိုင်းနဲ့ချင်းမြင်နယ်တို့မှာရှိပါတယ်။